မင်္ဂလာပါ normal 18ရက်မင်္ဂလာမနေ့ခင်းပါဒီမနေ့ခင်းလေးမှာပြောချင်တာကတော့ဟိုကဘာမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအသီးသီးอ่ะသူတို့နိုင်ငံတွေစစ်ဖြစ်မှာအမှန်တန်ကြောက်ပါတယ်ဗီနီဇွဲလာဆိုလည်းထွန်းနီးတူသွားပဲအခုနိုင်ငံတိုင်းပေါ့တော်တော်ကြောက်ရွံ့ကြတယ်စစ်ကိုစစ်ဖြစ်မှာဆိုကြတယ်သူသဖြင့်ကျွန်တော်တို့အင်းဒီနာချင်းနိုင်ငံပဲကြည့်ထိုင်းနိုင်ငံပဲစူတူဘူးဖြစ်မှာတော်တော်ဆိုရင်ကြတယ်ဒါတော့ကဘာနိုင်ငံမှာအသီးသီးရှိတဲ့နိုင်ငံသားအားလုံးဟာသူတို့နိုင်ငံစူပူမှာရော အစီအွားကြီးကြဆင်းမှာစုပူချမ်းဖက်မှုတွေဖြစ်ပွားမှာလက်နက်ကင်ပူပူကြွားတွေဖြစ်ပွားမှာစစ်ပွဲတွေဖြစ်မှာအရန်ကြောက်မလိုလားကြဘူးပြည်သူတိုင်းကဒါပေမဲ့ထူးခြားတာကျွန်တော်တို့နိုင်ငံပြည်သူတွေရဲ့စစ်ပွဲကိုလိုလားနေတယ်ဒါကြီးကတော်တော်ဆိုးတယ်ဗျဘာကြောင့်ပဲဖြစ်ဖြစ်ဗျဘာကြောင့်ဝင်ပြီခမရဟိုသူများမှိုင်းတိုက်တာလေအာနာရှင်တို့ဘာလို့ဒီစကားတွေကိုမယုံနဲ့နိုင်ငံသားတယောက်ကညင်ညင်ချမ်းချမ်းနေလူတဲ့စိတ်ကနိုင်ငံသားတယောက်မှာအရေးကြီးဆုံးပဲဗျဒါကြောင့်ဒါလေးကိုလေကျွန်တော်ဟိုတွေးမိပါတယ် ဟိုအခုပဲကြည်ဟိုတုန်းကဖြစ်ခဲ့တဲ့တမ်ဘလော့စစ်စခန်းကြီးကြားတိုင်းကြားတိုင်းမှာပျော်ပြီး line body ဖော်ဖော်တီတီတင် comment တွေဝင်မှန်းနေတာအဲ့ဒီဒီစိတ်တွေကအခုချိန်ကြီးပြုပြင်ရသေးလားဆိုမပြုပြင်ပါဘူးဟိုမကြသေးခင်ရမောတောင်ဖြစ်စဉ်လေးတခုဒီရပိုင်းလေးမှာဖြစ်တယ်ဒါကိုလည်းပြောနေကြဒါတွေကိုကြည်ချင်းအားဖြင့်ကျွန်တော်ကြည့်တယ်ဩလို့နိုင်ငံသားတွေဟာနိုင်ငံသားနဲ့တန်နဲ့ဆွေးရဖို့ပဲရကြမှာပါလို့ဒါကိုကျွန်တော်ပြောချင်တာကနော်ဒါဒါဝန်းနေလို့ပါကျွန်တော်နိုင်ငံသားတွေက ဟိုကိုနေ့ကစစ်သားကြီးတယောက်ပြောနေပြောမှမှမှန်မှန်ငါနိုင်ငံဆူဆူမဆူဆူငါလူမျိုးကောင်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 းငါတို့ကောင်းဆောင်မယ်ဆိုတဲ့စိတ်မထားနိုင်ကြဘူးလားထားလို့မရဘူးလားကျွန်တော်တို့ဒီလိုကြတော့အပြစ်မပြောနေတာကျွန်တော်တို့အတွင်းကြီးကိုအတွင်းရင်းရှင်းတာမကောင်းဘူးလားနော်အဲဒါကြောင့်မှမှမှန်မှန်ငါနိုင်ငံဆူဆူမဆူဆူငါလူမျိုးပဲကောင်း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 ငါတို့ကောင်းဆောင်မယ်မှားတော့မှားနေတာဗောဗျမှားနေလို့လည်းနောက်ကြကြမ်းနေတာမှားမှန်းသိတယ်ဒါပေမဲ့မှားတာကြီးကိုဒီလိုရှင်းနေလို့မရဘူးဝိုင်းဝန်းပြုတ်ပြင်ကြရမှာပဲနော် အမှန်တရားရအောင်ပြုပညာပဲစိုးနေတာလည်းသိတာပဲအဲ့ဒါယူဒီလိုပြောနေရုံနဲ့မရဘူးထဲထဲဝင်ဝင်ပါဝင်ပြီးဝိုင်းဝန်းပြုပညာရမှာပဲကောင်းကောင်းမကောင်းကောင်းသူကောင်းဆောင်ကောင်းတဲ့ကူတော့ရွေးချယ်ရမှာပဲပြုပညာမှာပဲချင်းကက်ကမှာပဲဒါလေးတွေကိုပြောနေတာနော်ဒါလေးတွေကိုပြောနေတာပါအဲ့တော့ကျွန်တော်နိုင်ငံမှာကျွန်တော်ကြည့်တယ်စာတင်ကျောင်းနေပျက်စီးသွားပြီဆိုရင်ကျွန်တော်အရင်သမျောတာကျွန်တော်ကိုယ်တိုင်ကျောင်းဆရာလုပ်ခဲ့တယ်လို့ဆိုတော့ကျွန်တော်တို့တက်ခဲ့တဲ့ကျောင်းလေးတွေကျွန်တော်တို့ကျောင်းသားပညာသင်ခဲ့ရတဲ့ကျောင်းလေးတွေကျွန်တော်တို့ကျောင်းဆရာလုပ်တော့နေခဲ့ရတဲ့ကျောင်းလေးတွေ နော်သူရဲ့ infrastructure တွေနောက်ပြီးတော့စေကန်းတစ်ခုဖြစ်ဖို့လည်းမလွယ်ဘူးစာတင်ကြောင်းလေးတစ်ခုဖြစ်ဖို့လည်းမလွယ်ဘူးလမ်းတစ်ချောင်းဖြစ်ဖို့ဗျာမီးရဖို့လွယ်တဲ့ကိစ္စတွေမဟုတ်တော့တရားတစ်ခုဖြစ်ဖို့သတင်းစစ်ဖြစ်ဖို့တရားတစ်စင်းဖြည့်စည်းခြင်းဒေတာတစ်ခုလုံးကိုဖြည့်စည်းခြင်းပဲစာတင်ကြောင်းတစ်ခုကိုဖြည့်စည်းခြင်းကအဲ့ဒီဒေတာအမှောင်ကြာခြင်းပဲညကျမ်းမရေးစေကန်းတစ်ခုကိုစေယုံတစ်ခုကိုဖြည့်စည်းခြင်းကအဲ့ဒီနေရာအကုန်လုံးကိုတည်ရင်းနဲ့ပို့ခြင်းပဲဒါကြောင့်မလို့စေယုံတည်ယုံဖြစ်ဖို့လည်းမလွယ်ဘူး စာတင်ချောင်းလေးတစ်ချောင်းဖြစ်ဖို့လည်းမလွယ်ဘူး။လမ်းတစ်ချောင်းတရာတစ်စင်ပိုဆိုးတာပေါ့။မီတစ်ခု transfer တစ်ခုရဖို့ဆိုတိဆောက်ခဲ့ရတဲ့လူတွေပဲသိပါတယ်။ဒါတွေကိုဖြစ်ပျက်စီးနေကြတာ။ဖြစ်စီးတာကိုပျော်နေကြတာတွေလည်းကျွန်တော်ဝမ်းနဲ့ပွေတွေ့ရှိရတယ်။ဒါကြောင့်မလို့အနည်းချုပ်အားဖြင့်ပြောရရင်တော့ကျွန်တော်နိုင်ငံကျွန်တော်လူမျိုးတွေကဖမ်းမမှန်မှန်တို့နိုင်ငံစွတ်စွတ်မစွတ်စွတ်တို့လူမျိုးကောင်းကောင်းမကောင်းကောင်းမတို့ကောင်းတော်မယ်ဆိုစိတ်တက်ကလေးထားနိုင်ရင်တော့ကောင်းကြမယ်လို့ဒါလေးကိုပြောတာပါ။ဒီဗီဒီယိုဖိုင်လေးမှာတော့တွေ့မြင်နေရတာတွေကိုမှတ်တမ်းတင်ပြီးတော့ချုပ် ိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုကိစ္စရဲ့ဒီအဲဆိုရရဲ့စီမံခန့်ခွဲမှုကိစ္စရဲ့ဒီဌာနဆိုင်ရဲ့စီမံခန့်ခွဲမှုကိစ္စရဲ့ဒီမှာကျွန်တော်ပြောလို့မရှိပါဘူးအကောင်းမြင်စိတ်ရှိပါတယ်ဖြစ်ကြည့်ပါတယ်ဒီကာလမှာဝန်ထမ်းလိုအပ်ချက်တွေဟုတ်လားစားသရာလိုအပ်ချက်တွေကြောင့်ကျွန်တော်ဝန်ထမ်းနေတဲ့တွေ့တိုင်းလည်းပြောတယ်အားဒီချိန်မှာတာဝန်ထမ်းဆောင်ပြီးတော့ရစီမီရရှိရေးဖက်ဖက်ကဌာနဆိုင်တာဝန်တွေထမ်းဆောင်ပြီးတော့ဝန်ထမ်းအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဒါနိုင်ငံသားကောင်းနေမှာကျွန်တော်တို့အမြဲတွေ့တိုင်းဆင်ပြေပါတယ် ဒီမှာကျွန်တော်ဝမ်းနည်းစရာလေးပေါ့ဗျာတော်တော်ဝမ်းနည်းလို့ပြောတာပါဒါကိုအတွက်မဟုတ်ဘူးပြည်သူလူထုအတွက်ပါကိုပါတာပေါ့ဗျာပြည်သူဆိုတော့လေစီဘူးလေးတွေစွဲပြီးတော့ရေတံဘူးလေးတွေနဲ့တပတ်ကိုတစ်ခါစီစာအုပ်ကလေးတွေနဲ့သွားပြီးတော့တန်းစီပြီးတော့စီထုတ်နေရတဲ့ဘဝတွေဘယ်တော်များမှပြီးကြပါလေအဲ့တော့စီနစီကိစ္စကလည်းဟိုစာစာသုံးစီတွေကျန်းဖက်လုပ်ငန်းစီတွေလောက်တဲ့ရှိမရောက်ဖို့တားမြစ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့လည်းရောက်နေတာပါပဲစာအုပ်စီတွေလည်း ထွန်းနီတူသားပဲရောက်နေတာပါပဲအဲ့တော့73စီတွေမှာလည်းလေသမားတွေကထွန်းဆက်ကြီးတွေမောင်းလာဝယ်ချင်တိုင်းဝယ်လို့မရကော်ဘုံနဲ့ဝယ်လို့မရတန်ဘုံနေနဲ့ထည့်ရဘာမှလည်းမချူဘလူးစီမံခံခွင့်မှုတွေလည်းဒါ73စီတွေဆိုလည်းဟုတ်လားကျွန်တော်တောင်သူလေသမားတွေကတကယ်စိုက်နေကြတာပါဟိုတကယ်မလုပ်ခွင့်နဲ့လုပ်ချင်တော့ထိထိရောက်အေးအေးယူပေါ့တနေရာကိုပို့တယ်ဂုံတွေလုတ်တယ်ဆိုရင်တော့ဒါပေမဲ့တကယ်တမ်းလာလာထိတာကြတော့ဆက်မောင်းနေရတဲ့လူတွေနွားမရှိတော့တဲ့အခါကြတော့ ရည်တင်းနေရတယ်အောင်ရည်တင်းနေရတယ်စပါးဆိုင်ပြုတ်ကိုတင်းနေရတယ်တီနံအတွက်ရည်တင်းရတယ်ဆေးဖြန့်တယ်စီးနေသုံးနေရတယ်ဆက်သုံးဒီကိစ္စကလည်းဒုက္ခရောက်ပါတယ်ဟိုလူလက်မှတ်ပါမှာဒီလူလက်မှတ်ပါမှာဆိုတော့အဲ့ဒီလူတွေပဲသွားကောင်းစားတာပဲစီမကောင်းမအောင်ဒါကလည်းဒါလည်းစီမကောင်းမအောင်စီစီလိုချင်ဘလူနဲ့ပတ်သက်မှာဘယ်လက်မှတ်ပါမှာဆိုတော့အဲ့လက်မှတ်ပါတဲ့လူတွေပဲချမ်းသာသွားကြပြန်လာပဲဗျအခုစောင်းစီ အားလုံးစားနေရတာမကောင်းမှန်းသိတယ်ပြေဝစီစီသိတယ်ဒီစီမမရှိရင်စားစရာမှမရှိတာဘူးဗျနန်းစီလည်းမစောစားနိုင်ပဲစီလည်းမစားနိုင်ဆိုတော့ဒါပေမဲ့အဲ့ဒီဒုက္ခရောက်နေတဲ့ပြေဝစီတွေပါတဲ့စောင်းစီစားဖို့တော့မှပဲတန်းစီပြီးတော့နခွေးတို့ဝဝံပေါ်နေအေကလေးတွေဆိုတော့သွားလိုက်ကြတာနှိကင်းကြောင်တော့နေသွားဆိုတော့ဒီဟာကဘလို့လောက်ကြမလဲဒါကျွန်တော်အကြံပြုတာပါဒါကျွန်တော်အပြုသဘောဆောင်နေအကြံပြုဟုတ်ဒါနိုင်ငံတနိုင်ငံပြရုံမဟုတ်ဘူးမဖြစ်သင့်ဘူး မဖြစ်သင့်ဘူးဒီလိုဘလူတွေကောင်းစားလဲအဲစီကိုစလေတွေကထားတက်เสียမရှိအောင်ချမ်းသာကုန်ပြီရတာတွေ့ပါပြီကြီးကြီးတယ်လို့ပဲစီကုံတယ်ကြီးကြီးတယ်လို့ချမ်းသာတယ်ဗျမြို့နယ်တစ်ခုရဲ့ကိုစလေဆိုခင်ဗျပြောမနေနဲ့ရက်ွက်ထဲကစီကိုတလေတွေစီဆိုင်နေပို့ဆိုးတယ်ဘလူထိလဲအလုတ်တွေရှုပ်အချိန်နေကုန်ဒုက္ခတွေရောက်နေတယ်ပြည်သူလူထုထိတယ်စားအောင်စီတော်တော်အရေးကြီးပါတယ်ဘလို့လောက်ကြမှာလဲကြံပြူတာပါမေကွန်ထုတ်တာပါတောင်းရှိသူများ တဲ့တို့လို့ပါဒါပြည်သူအတွက်ကျွန်တော်ပြောတာပါခင်ဗျာကျေးဇူးတင်ပါတယ်